အွန်လိုင်းလိမ်လည်မှုနဲ့ဒုစရိုက်မှုလုပ်ငန်းတွေမှာဆက်ဆက်ပါဝင်ခဲ့ကြတဲ့တရုတ်နိုင်ငံသား380ကိုထပ်မံလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါဗျ။မြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်နေထိုင်ပြီးကရင်ပြည်နယ်မြရီမြို့မဲထော်တလေးနယ်မြေကအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလိမ်လည်မှုတွေနဲ့ဒုစရိုက်မှုတွေလှုပ်ဆောင်ခဲ့ကြတဲ့တရုတ်နိုင်ငံသား380ဦးကိုလူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီးမလ19ရက်မှာမြန်မာထိုင်းအမှတ်နဲ့ချစ်ကြည်ရတရားကနေတဆင့်သက်ဆိုင်ရာနိုင်ငံကိုဥပဒေလှုပ်ထုံးလှုံ့နှီးတွေနဲ့အညီထပ်မံပြင်းထန်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျ အဲ့လိုပဲမြောက်ရီမြို့မဲထော်တလေးနယ်မြေကိုတရားမဝင်လမ်းကြောင်းတွေကနေတဆင့်ဝင်ရောက်နေကြတဲ့ပြည်ပနိုင်ငံသား256ဦးကိုမလ19ရက်မှာထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးသက်ဆိုင်ရာနိုင်ငံတွေကိုအ мян ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးလိုအပ်တဲ့ကိုယ်ရေးအချက်လက်တွေနဲ့မှတ်တမ်းတွေစီရင်ကောက်ယူတဲ့လုပ်ငန်းကိုဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေနဲ့ဆောင်ရွက်လျက်ရှိရလို့သိရပါဗျာ။ဇန်နဝါရီ30ရက်ကနေမလ19ရက်အထိ မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း8363ကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး၎င်းတို့အနက်က4582ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံလုံနည်းတွေနဲ့အညီစနစ်တကျလွှဲပြောင်းပေးခဲ့ပြီးကြန့်ရှိတဲ့ပြည်ပနိုင်ငံသား2992ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသိဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိတယ်လို့သိရပါဗျာ။